မင်္ဂလာညနေခင်းပါရှင်။ဧပြီလ20ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုစတင်ပေးထားရထုံးလေးတင်ဆက်ပေးပါမယ်။ဒီနေ့ညနေခင်းသတင်းတွေမှာတော့မန္တလေးမြို့မှာညီအကိုချင်းငွေပေးပြီးလူသက်ဖို့စေခိုင်းသူတွေနဲ့ကျွလွန်နယ်လို့ဆိုသူတွေကိုဖမ်းဆီးရမိခဲ့တဲ့သတင်း။ကိုဟိန်းမြို့နယ်ကာလီမြို့ကနေရန်ကုန်ကိုအသေးဆောင်တဲ့ငွေကျပ်၈ဘီလီယံကျော်တန်မိုးရှိတဲ့စိတ်ပြောင်းစေဝါကတ်တမင်ကီလို၁၀၀၀ဖမ်းဆီးရမိခဲ့တဲ့သတင်း။ အနောက်ဘက်နဲ့အရှေ့ဘက်ကနေရွေလျားလာတဲ့လေဝင်လှိုင်းတွေရဲ့အချိန်ကြောင့်တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးစလထုတ်ပြန်ခဲ့တဲ့သတင်းနဲ့၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမှတ်ချက်ပေးဖို့ရေရဲ့ပြတ်မှတ်အလွန်ဆိုညှင်းဆန်ခဲ့တဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါဦးဆောင်သတင်းဒီပုံအနေနဲ့မန္တလေးမြို့မှာညီအကိုချင်းငွေပေးပြီးလူသက်ဖို့စေခိုင်းသူတွေနဲ့ကျွလွန်နေလို့ဆိုသူတွေကိုဖမ်းဆီးရမိခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့မှာညီအကိုချင်းချင်းငွေပေးပြီး လူတပ်ဖို့စေခိုင်းသူတွေနဲ့ကျူးလွန်ခဲ့တယ်လို့ဆိုသူတွေကိုဖမ်းဆီးရမိထားတယ်လို့မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးကနေသိရပါတယ်ပဒင်ကြီးမြို့နယ်ခွေးကြီးကုန်းကျေးရွာသိပ်ပံလန်သိဘေးမှာရှိတဲ့လေခွက်ကြားမြောင်ရိုးအတွင်မှာအမျိုးသားတအုပ်ကိုခနာကုန်အနှံ့မှာထိုးသွင်းဒဏ်ရာရီနဲ့တည်ဆုံနေတာကိုဧပြီလ၄ရက်ကတွေ့ရှိခဲ့တဲ့အတွက်တာဝန်ရှိသူတွေက တေဆုံးသူကိုသိရှိနိုင်ဖို့စုံစမ်းတာနဲ့ကျွလွန်တွေကိုဖမ်းဆီးရမည်ရေးဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။တေဆုံးသူဟာချမ်းမြသားစီမျိုးနဲ့အောင်သာယာရက်ကွက်မှာနေထိုင်တဲ့စမ်းမင်းသိန်းဆိုသူဖြစ်ပြီးမွေးချင်းညီအကိုနှစ်ဦးအနက်အငယ်ဖြစ်ခါအဖွားဖြစ်သူနဲ့နေထိုင်ကြောင်း လွန်ခဲ့တဲ့3လခန့်ကစကားများပြီးအကိုဖြစ်သူကိုနေရင်ကနေနှင်ချခဲ့ကြအောင်စရရီကိုစုံစမ်းသိရတဲ့အတွက်အကိုဖြစ်သူလှိုင်မင်းဟန်ကိုခေါ်ယူစစ်ဆေးခဲ့တယ်လို့သိရပါဗျ။ဒီလိုစစ်ဆေးခဲ့ရာအကိုဖြစ်သူလှိုင်မင်းဟန်ဟာမြေဖြစ်သူကအိမ်ကနှင်ချခဲ့တာကိုမကျေနပ်တာမိဘနှစ်ပါးစလုံးလည်းကွယ်လွန်သွားပြီဖြစ်တာကြောင့်အမွေမရမှာကိုစိုးရိမ်တာကြောင့်ညီဖြစ်သူကိုငွေကျပ်သိန်းတရာနဲ့တတ်ပေးဖို့လူသုံးဦးကိုဆေးခိုင်းခဲ့တယ်လို့စစ်ဆေးပေါ်ပေါက်ခဲ့ပါဗျ။ လှိုင်မင်းဟန်ဟာညီဖြစ်သူကိုတရေတီးခူးသွားမယ်လို့ပြောပြီးခွေကြီးကုန်းကျေးရွာမှာရှိတဲ့တရေချံကိုဆိုင်ကင်နဲ့ခေါ်လာပြီးစေခိုင်းထားတဲ့လူသုံးဦးနဲ့အတူထားခဲ့ပြီးပြန်လည်ထွက်ခွာသွားခဲ့ခြင်းမှာ၎င်းတို့ကလူသတ်မှုကျွလွန်ခဲ့တာဖြစ်တယ်လို့ပေါ်ပေါက်ခဲ့တဲ့အတွက်ကျွလွန်သူတွေကိုအမှုဖွင့်အရေးယူတရားစွဲဆိုနိုင်ရေးဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ကိုဟင်းမြို့နယ်ကာလီမြို့ကနေရန်ကုန်ကိုတည်ဆောင်မယ်။ငွေကျပ်၈ဘီလီယံကျော်တန်ဖိုးရှိတဲ့စိတ်ပြောင်းစေဝါကက်တမင်းကီလိုတထောင်ဖန်စီရမိခဲ့တဲ့တဲ့ရင်ကိုထပ်မံပြီးတော့တင်ဆက်ပေးပါမှာပါ။ ရှမ်းပြည်နယ်ကွန်ဟိန်းမြို့နယ်ကာလီမြို့ကနေရန်ကုန်ကိုတည်ဆောင်တဲ့ငွေကျပ်၈ဘီလီယံကျော်တန်မိုးရှိတဲ့စိတ်ပြောင်းစေးဝါးကတ်တမင်ကီလိုတထောင်ကိုရှမ်းပြည်နယ်တောင်ပိုင်းလွှိုင်းလင်းမြို့မှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ပူပေါင်းဖွဲ့ဟာဧပြီ23ရက်ညနေ6နာရီခန့်ကလွိုင်လင်းတောင်ကြီးသွားကားလမ်းလွိုင်လင်းတိုးဂိတ်မှာကြော်အကာသိန်းဆိုသူမောင်းနေလာတဲ့ Toyota FF ရင်းနဲ့ တက်နိုင်မောင်းနေလာတဲ့ Toyota Effort ယင်းတို့ကိုတရင်အရစစ်ဆေးဖို့ရတန့်ခိုင်းစဉ်ကြော်အာကာသိန်းမောင်းနေတဲ့ယင်းဟာတောင်ကြီးဘက်ကိုမောင်းနေထွက်ပြေးတဲ့အတွက်ပိတ်ဆို့ဖမ်းဆီးခဲ့ရာ လွိုင်းလင်းတောင်ကြီးသွားလမ်းမှာရှိတဲ့ချိုခန်းကျေးရွာဝင်မှာဖမ်းဆီးရမိခဲ့ပြီးအဲ့ဒီရေနစေးပေါ်ကနေဒေသကာလတမိုးငွေကျပ်8.5ဘီလီယံတမိုးရှိတဲ့စိတ်ပြောင်းစေဝါကတမင်ကီလိုတထောင်သိမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။စစ်စေးပေါ်ထုတ်ချက်အရဧပြီ၁၄ရက်မနက်၁၇နာရီအချိန်မှာကျိုင်းတုံမြို့ရန်လောကျေးရွာအုပ်စုကျိုင်းဖောင်းရွာအနီးမှာစိတ်ပြောင်းစေဝါတွေတည်ဆောင်ရမှာအထက်ပါဝင်သူတွေဖြစ်တဲ့ရန်အောင်ကျော်ခေါ်အိုက်ကျိုင်းနဲ့ ထုံးကိုကိုခေါ်အိုက်လုံတော့ကို Toyota Prado မော်တော်ယာဉ်နဲ့အတူဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။စစ်ဆေးပေါ်ပေါက်ချက်အရကက်တမင်းတွေကိုကိုဟင်းမြို့နယ်ကာလီမြို့ကနေရန်ကုန်ကိုတည်ဆောင်တာဖြစ်ကြောင်းသိရတဲ့အတွက်၎င်းတို့ကိုမူရစ်စေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေအရအရေးယူထားရှိပြီးခွင်းဆက်ပြင်းဖို့ကျွမ်းလွန်သူတွေကိုဆက်လက်ဖော်ထုတ်လျက်ရှိတယ်လို့သိရပါဗျ။ဆလဘီတင်ဆက်ပေးမှာကတော့အနောက်ဘက်နဲ့အရှေ့ဘက်ကနေရွှေလျားလာတဲ့လေပွင့်လိုင်းတွေရဲ့အချိန်ကြောင့် တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးစလထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာပါ။အနောက်ဘက်နဲ့အရှေ့ဘက်ကနေရွှေလျားလာတဲ့လေဝင်လိုင်းတွေရဲ့အချိန်ကြောင့်တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။အချိန်အခါမဟုတ်မိုးရွာနိုင်မဲ့သတိပေးချက်အနေနဲ့အနောက်ဘက်ကနေရွှေလျားလာတဲ့လေဝင်လိုင်းတွေရဲ့အချိန်ကြောင့်၎င်းအရှေ့ဘက်ကနေရွှေလျားလာတဲ့လေဝင်လိုင်းတွေရဲ့အချိန်ကြောင့်၎င်းအပူပြန့်တဲ့ဒိန်တွေဖြစ်ထုံးမှုအားကောင်းလာကြောင်း၎င်း ဧပြီ19ရက်နေ့ညနေပိုင်းကနေ21ရက်အတွင်းနေပြည်တော်မန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းရခိုင်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာကွက်ကြားကနေနေရာကျဲကျဲနဲ့ရန်ကုန်တိုင်းစကိုင်းတိုင်းအထက်ပိုင်း AR တိုင်းတနင်္သာရီတိုင်းကချင်၊ကယား၊ကရင်ချင်းမော်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့သိရပါဗျာ။ ဒါကြောင့်ပြည်သူတွေအနေနဲ့အချိန်အခါမဟုတ်မိုးရွာတာနဲ့အတူလေပြင်းတွေတိုက်ခတ်တာ၊မိုးထစ်ချုံတာ၊မိုးကြိုးပစ်တာ၊လျှင်စီးလက်တာ၊မိုးသီးကြွေတာနဲ့မြေပြိုတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တယ်လို့မိုးဇလကသတိပေးထားပါရယ်။နောက်ဆုံးသတင်းဒီပုတ်အနေနဲ့၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမှတ်ချက်ပေးဖို့ရီးယဲပြမှတ်အလွန်ဆိုညှင်းဆန်ခဲ့တဲ့အောက်ကစားသတင်းကိုတင်ဆက်ပေးပါပါ။အခုရာသီကောင်မှာအန်ဆယ်လော်တီရဲ့ရီးယဲမက်ဒရစ်နီးပြရာထူးကိုဆက်ခံမယ်လို့သတင်းထွက်နေတဲ့လေဗာကူဆင်နီးပြအလွန်ဆိုက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမှတ်ချက်ပေးဖို့ငင်းဆန်ခဲ့ပါတယ်။အသက်43နှစ်အရွယ်ရှိတဲ့အလွန်ဆိုဟာအခုရာသီကုန်မှာ Real Madrid အသင်းကအသင်းနှိပြအန်ဆယ်လော့တီထွက်ခွာပါက၎င်းရဲ့နေရာကိုဆက်ခံလိမ့်မယ်လို့သုံးသပ်ခံနေရသူဖြစ်ပါတယ်။ဒါပေမဲ့အလွန်ဆိုက၎င်းနေနဲ့လက်ရှိအချိန်မှာလေဘာကူစင်အသင်းအတွက်သာအာရုံစိုက်ထားပြီးကောလာဟာလာတွေနဲ့ပတ်သက်ပြီးမှတ်ချက်မပေးလို့ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။ အလွန်ဆိုကအခုအချိန်ကအနာဂတ်အကြောင်းကိုပြောဖို့အချိန်ကောင်းမဟုတ်ပါဘူးဒီအချိန်ကဒီရသည့်အတွက်အရန်အရေးကြီးတဲ့အချိန်ဖြစ်ပြီးအဲ့ဒီအတွက်ပဲကျွန်တော်အာရုံစိုက်ထားပါတယ်ကျွန်တော်အနေနဲ့အခုချိန်မှာမျှော်မှန်းချက်တွေကောလန်ဟာလာရီနဲ့ပတ်သက်ပြီးဘာမှမပြောချင်ပါဘူးလို့ပြောကြခဲ့ပါတယ်လေဝါကူစင်အသင်းရဲ့အမှုဆောင်အရာရှိချုပ်ဖြစ်သူကာရော့ကအသင်းနည်းပြအလွန်ဆိုအနေနဲ့အသင်းမှာအဆင်ပြေနေပြီလာမယ့်ရာသီအတွက်တောင်ပြင်ဆင်ထားပြီဖြစ်တယ်လို့ပြောကြခဲ့ပါတယ်အလွန်ဆိုဟာလေဝါကူစင်အသင်းနဲ့2026ခုနှစ်ဇွန်လ30ရက်အထိစာချုပ်သက်တမ်းရှိနေသူဖြစ် ဖြစ်ပါတယ်ဧပြီလ20ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုထိုင်းရထွန်းနဲ့တင်ဆက်ပေးသွားခဲ့တာပါည8:00နာရီမှလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးသွားပါမယ်ကြီးစုပေးခဲ့တဲ့အတွက်ကျေးဇူးထူးဝဲတင်ရှိပါတယ်ရှင်